ကရင်နီပြည်နယ်ဖားဆောင်မြို့နယ်မော်ချီဒေသကခဲလုတ်ွက်တစ်ခုကိုစစ်ကောင်စီလေတပ်ကပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား9ဦးထပ်မံနေသေဆုံးခဲ့တယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။နိုဝင်ဘာလ22ရက်မနက်8နာရီဝန်းကျင်အချိန်မှာစစ်ကောင်စီက Jet Fighter 3စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ခဲမျိုးလုတ်သားတွေကြားရောမရောသေဆုံးခဲ့တယ်။ဒဏ်ရာသူတွေလည်းရှိရဲလို့ Jofor ကရအဖွဲ့ကပြောပါတယ်။စစ်ကောင်စီလေတပ်ကမော်ချီဒေသ KD လောက်ွက်အပြင်မော်ချီအမှတ်နဲ့ဆက်ယုံတဲ့ညောင်ဝင်ဘက်ကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်ပြီးခဲ့တဲ့ဩဂတ်လ20ရက်ကလည်းမော်ချီဒေတာလိုခါလိုရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တဦးသေးဆုံးပြီး9ဦးဒဏ်ရာရခဲ့ပါရယ်ဩဂတ်လ18ရက်နေ့မှာလဲစစ်ကော်မရှင်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကလင်းငယ်အပါဝင် မော်ချီဒေသခံ32ဦးသေဆုံးခဲ့ရပါတယ်